စိုးရင်ပြန်ကျမ်းမာရေးအခြေအနေကြောင့်ရုတ်တရက်စင်းုံတင်လာရတဲ့စိုးမျက်နန်းနောင်နာမည်ကြီးမင်းသမီးကြီးစိုးမျက်နန်းနောင်ကတော့အမေရိကန်နိုင်ငံမှာခင်မုန်းဖြစ်သူမင်းသားကြီးစိုးသူနဲ့တူနေထိုင်ခဲ့တဲ့သူပါ။ဒါဖြစ်တဲ့မြက်တော်မောင်ကအမေရိကန်နိုင်ငံမှာကြောင်းတက်နေတဲ့အတွက်မိသားစုနဲ့ရွှေ့ပြောင်းနေခြင်းခြားတာဖြစ်ပြီးတော့မြန်မာနိုင်ငံကတော့ပြန်ရောက်မလာသေးပါဘူး။ဒါပေမဲ့ဒီရက်ပိုင်းမှာတော့စိုးမျက်နန်းနောင်ဟာစိုးရင်ပြန်ကျမ်းမာရေးအခြေအနေကြောင့်စင်းုံကိုရုတ်တရက်တင်လာရတာပါ။စိုးမျက်နန်းနောင်ကရန်ကုန်မြို့ကမိုးကောင်းရန်နောင်စင်းုံမှာစင်းုံတင်ထားရပြီးတော့ခွဲစိတ်ကုသရရမယ့်အကြောင်းကိုလည်း ခင်မောပြသူစိုးသူကတင်လာပြီးခဲ့တာပေါ့။ဆိုမဲ့နနာကအမြဲတမ်းတော့နဲ့တက်ချနေပေမဲ့လည်းဒီရက်ပိုင်းတွင်းမှာတော့အရေးပေါ်ဆင်းကိုတင်လိုက်ရတာပေါ့။ဒါကြောင့်ဆင်းကိုတင်လိုက်ရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ခင်မောဖြစ်တဲ့စိုးသူကမဖော်ပြထားမင်းခွဲစိတ်ကူတာမယ်ပုံရိပ်လေးတွေကိုအတိပေးလာခဲ့တာပေါ့။စိုးသူကဆိုမဲ့နနာပေါ်မှာအရင်ကဗီယူဆိုင်တဲ့သူဖြစ်ပြီးတော့လှုပ်ချင်တဲ့အရာမှန်မများကိုလည်းဖြည့်ဆည်းပေးပါတယ်။မကျန်းမာတဲ့အချိန်မှလည်းဘေးနားကပြုစုဆောင်ရှောက်ပေးနေပြီးစင်းဦးတက်တဲ့အချိန်မှလည်းအားမနေအောင်ဆောက်ရှောက်ပေးနေရကြောင်းအင်းတော်အင်းကန်ကောင်းတဲ့မင်းတို့တယောက်ဖြစ်ပါတယ် ။တချင်ကဝေမန်မှုတွေကိုရခဲ့ပေမဲ့လည်းခုတော့စုမျက်နှာတို့ဇနီးမောင်နှံကကောင်းတူစိုးတူဖြတ်တန်းနေကြပါရင်စုမျက်နှာကခွဲစိတ်ကုသရတဲ့ယောဂဖြစ်တာကြောင့်လက်ရှိမှာတော့စေယုံမှာရဲ့နှင်းငယ်ကြောင့်တက်ရောက်ရအောင်မှာဖြစ်ပါရင်အသက်55နှစ်ကျော်လာဖြစ်တဲ့စုမျက်နှာကသူ့ရဲ့ယောဂရည်အကြောင်းကိုတော့ပရိသတ်တွေစိတ်ပူမှာစွန့်ရင်လာကြမပြောပြခဲ့ပါဘူး။ခင်မောဖြစ်တဲ့စိုးသူကဘေးနောက်မှာရှိနေပြီးတော့လိုအပ်တာမှန်သမျှကိုလည်းကုညီပေးနေတာနဲ့သူ့ရဲ့ယောဂရည်ကတက်တာသွားတော့မှာဖြစ်ပါရင် လူတော်များများသိကြတဲ့အတိုင်းဆုံးမြတ်နန္ဒာဟာပထမအိမ်တော်ဖြစ်နေအစိုးရဖြိုးကြီးနဲ့လက်ထံထားကတောင်းလိတယောက်ရရှိခဲ့တာပါနောက်ပိုင်းမှာတော့သဘောထားချင်းမတိုက်ဆိုင်လို့လမ်းခွဲတော်ရတာပါခုချိန်မှာတော့တစ်ချိန်ကဆုံးမြတ်နန္ဒာရဲ့ခင်မောင်ဟောင်ဖြိုးကြီးဟာဆိုရင် အခုခါမှာရန်ကုန်မြို့ကနမင်းကြီးစိန်တိုင်းပိုင်ရှင်တတိမိုင်တူနဲ့လက်ထံလိုက်ပါပြီဒါကြောင့်လည်းဆုံးမြတ်နန္ဒာဟာတောင်းလိမြတ်သောမောင်ကိုတယောက်တည်းပြုစုပြိုးထောင်ခဲ့ရတာပါ အခုဆိုရင်ဆုံးမြတ်နန္ဒာကတချိန်ကနမင်ကြီးရဲ့မင်းမီဖြစ်ခဲ့ပေမဲ့လည်းတားဖြစ်သူရဲ့ပညာရေးကြောင့်အမှုပညာအလုပ်တွေကိုမလုပ်ဖြစ်တော့ဘဲ အမေရိကန်နိုင်ငံမှာနေထိုင်ပေးနေကြတာပါအမေရိကန်ကပုံနှိပ်ကြိုက်ခုမှာအချိန်မှန်းလုပ်ကိုဝင်လုံးနေကြရပြီးတောင်ဖြစ်သူရဲ့ပညာရေးကိုလည်းပံ့ပိုးပေးနေကြပါတယ်အမေရိကန်မှာနေထိုင်တဲ့အချိန်မှလည်းမြန်မာနိုင်ငံကမိဘတွေကိုစိတ်ပူနေရတယ်လို့မြန်မာနိုင်ငံကိုပြန်ရောက်တော့လည်းကြံရစ်တဲ့တောင်လေးအတွက်စိတ်ပူနေရတယ်လို့ပြောခဲ့ဘူးသူပါဆိုမျက်နာကအကယ်မီဆိုရင်ရထားတဲ့မင်းမီတောင်ဖြစ်ပေမဲ့လည်းစီဝိုင်းရေးကဝယ်အဓိကဦးစားပေးပြီးတော့လုပ်ခဲ့တာကြောင့်စီဝိုင်းရေးမှာလည်းအောင်မြင်လာခဲ့ပါတယ်။အမေရိကန်နိုင်ငံမှာအင်ရှိတယ်လို့မြန်မာနိုင်ငံကတတိယနေနေတဲ့ရက်ွက်ထဲမှာလည်း သိမ်းပေါင်းတောင်းချီတန်တဲ့ဆိုင်ကြီးနဲ့နေထိုင်နိုင်လို့ဖြစ်ပြီးတော့ငွေကြေးအတွက်တော့မပူပင်ရပါဘူး။ဒါပေမဲ့ကျန်းမာရေးကတော့စီးရင်ချမ်းသာမှုရဖြစ်လာနိုင်ပြီးအခုမှမြန်မာနိုင်ငံမှာပဲဈေးကူတောက်မှုကိုခံယူပေးနေရတာပေါ့။ရုပ်တရက်ဆေးရုံတင်လိုက်ရတဲ့ပြင်းထန်တဲ့ရောဂါလားဆိုတာကိုစိုးရိမ်နေကြပါတယ်။အနည်းအေးနဲ့ဆုံးဖြတ်နေတာဟာအမှုပညာလုပ်တွေကမလုပ်တော့ပေမဲ့လည်းပရိသတ်တွေနဲ့ပရောမှအဆက်အသွယ်မပြတ်သလိုသူရင်ကြောင်းတွေကိုလည်းဖော်ပြပေးနေရှိပါတယ်။အရင်ကဆေးရုံတက်ရပြီးတော့ဈေးကူတောက်မှုခံယူနေရတဲ့ဆုံးဖြတ်နေတာအတွက် ဆူတောင်းစကားလေးတွေကို comment မှာရေးသားပေးခဲ့ပါအောင်နော်။ကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးထူးပါတယ်ရှင်ပါရင်ရှင်။နောက်ရက်တွင်ပါလိမ့်ဒီထက်ပိုပြီးတော့စိတ်ဝင်စားဖွယ်အောင်ကောင်းတဲ့ဆက်လီသတင်းချောင်းရလေးနဲ့ပြန်လာခဲ့ပါအောင်မယ်နော်။